ကျွန်တော်တို့ဆက်နေပြီးတော့မှဖရားရဲ့တော့ကပတ်တော်ခံယူဟူရန်အချိန်နေငယ်ယူပြီးမှကျွန်တော်တို့အတူတူဖရားရဲ့လမ်းပြတ်ခြင်းဖရားရဲ့မဆာခြင်းနိုင်အတ္တတည်တည်ပြန်လဲဆန်းစစ်နိုင်ဖို့ရန်ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ပြင်ဆင်ထားတဲ့ကောင်းစဉ်လေးကအတူအပအစဉ်ချင်းပါဆိုပြီးမှကျွန်တော်ကောင်းစဉ်ပြထားပါတယ် ဆုတောင်းခြင်းနဲ့ဆက်ကပ်ကြရအောင်ကိုရောဖယားယေရှုတဲ့နဲ့ဒီဆိုးရွားတဲ့ကာလဒီလောကကြီးထဲမှာကျွန်တော်တို့တက်ရှင်တဲ့အခါမှာခက်ခဲမှုများစွာပြဿနာများစွာအယောင်ဆောင်များစွာနဲ့အိုးကိုရောဖယားအိုးကျွန်တော်တို့ရဲ့ယုံကြည်ရှိရိုင်လဲစေတဲ့အရာမြောက်များစွာရှိတယ်။ဒီကြားထဲမှာမှအိုးယေရှုခရစ်တော်ရဲ့အိုးမာမမမတ်ခရစ်တော်ရဲ့နောက်လိုက်ပြီးမှအိုးပစ္စရှိဆိုတာနဲ့ရှောက်လန်းနိုင်ဖို့ရန်ဒီမှာရောက်ရှိလာတဲ့သူတယောက်ချင်းစီတဲ့ တူတီစကားပြောတော်မူပါဝိငင်တော်ဖရာဆက်လက်ပြီးတော့မဆာပါဖွင့်ပြပြီးသနာတော်မူပါအချိန်တိုင်းလုံးစုံကိုတော့လက်ထဲနဲ့စက္ကန့်နဲ့ပါပြအာမင်အာမင်ဟောပြီးဆိုတော့ဒီကနေ့အတူအပအစဉ်ချင်းပါကျွန်တော်တို့သဆုံးတရားเนาะပစ္စည်းတစ်ခုခုကျွန်တော်ဝယ်တဲ့အခါမှာအမြဲတမ်းအစဉ်ချင်းဆရာရှိတာကပါလဲဆိုတော့အတူအပအစဉ်ချင်းခုဖြစ်တယ်เนาะအတူတည်းကအရင်များတယ်ကျွန်တော် online မှာရှိတယ်ဆိုရင်ကျုပ်တို့ကမမွေးတော့ဘူးမွေးမွေးရင်းမလုပ်တော့ဘူး ကျုပ်ဆက်ရောင်းကနေထုတ်ကြတယ်နော်အလွယ်နည်းနဲ့ဒါပေမဲ့လူတွေအကျိုးအဆိုးကျိုးတွေအများကြီးပေးတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာပဲလုပ်လို့အတူအပဆင်ခြင်ဖို့ဖြစ်တယ်ဒီနောက်ဆုံးတော့ကာလမှာအထူးသဖြင့်ယေရှုခရစ်တော်ရဲ့နောက်လိုက်တဲ့သူတွေအယောင်ဆောင်တဲ့အများကြီးရှိတယ်နော်ဆိုတော့ကျွန်တော်တို့ရဲ့သက်တာမှာခရစ်တော်ရဲ့နောက်လိုက်အထူးသဖြင့်ကျွန်တော်ဒီနေရာမှာပါလို့ဆိုလို့ချင်းတယ်ဆိုတော့ခရစ်တော်ရဲ့တပည့်အတူမှအစ်ကျွန်တော်တို့ဖွဲပြချတာဖြစ် မဟုတ်လို့ရှိရင်ဒီအရာတွေကကျွန်တော်တို့ရဲ့သက်တာကိုလည်းရိုက်လဲသွားစေနိုင်သလိုเนาะကျွန်တော်တို့ရဲ့ယုံကြည်ခြင်းလည်းအမှန်အမှန်အမှန်မသိပဲနဲ့ကျွန်တော်တို့အာခရစ်တော်ရဲ့နောက်လိုက်တဲ့နေရာမှာအနောက်ရှက်ဖြစ်နိုင်မှာဖြစ်တဲ့တော့ကျွန်တော်တို့အတူအပါစင်ချင်းဖို့เนาะကျွန်တော်အာရွေချက်ပြင်းဒီလောကပတ်တော်ပြင်ဆင်ထားတာဖြစ်တဲ့ကိုပြင်းနာလို့ဒီပြောရအောင်အတူအပါစင်ချင်းပါလို့เนาะကဲအတူအပါစင်ချင်းပါเนาะသတိထားလို့ဟုတ်တယ်လေအစ်ကိုပါလေပါ ်အတော့ပါစင်ချင်ဖို့ဖြစ်တယ်ပြီးတော့ဒီဒီလိုပြောတဲ့အခါမှာသူမြောက်ပဲမဟုတ်ဘူးเนาะမြင့်မှန်ကိုအဲမြင့်မှန်တော့မြင့်မှန်ကြည့်ပြမှာမန်ကိုကြည့်ပြမှာမိမိတက်တာလဲဆိုတော့သန်းစစ်ဖို့လိုအပ်တယ်เนาะကိုယ့်ရဲ့တက်တာကเนาะမမှန်ကန်ဘူးဆိုရင်ကိုယ့်အဖြစ်သူမြောက်လဲလမ်းလွဲစီတက်တာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်မှန်နဲ့เนาะဒီအိမ်မှာရှိတဲ့မှန်ကိုပြောတော့မဟုတ်ဘူးเนาะနှုတ်ကပတ်တော်မှန်နဲ့မိမိရဲ့သက်တာကိုပြန်လဲစမ်းစစ်ပြီးမှပြုတ်ပြန်တင်တာကိုပြုတ်ပြန်ဖို့เนาะဒီနေ့ ကျွန်တော်ဖိတ်ခေါ်ချိန်ပါတယ်ဆိုတော့ကျွန်တော်အဓိကအာအဓိကဖွင့်ကြီးပေါ့နော်အချက်ကြီးနှစ်ခုရှိတယ်ပထမအချက်ကပါလဲဆိုတော့စိမံတော့တပေတော်ရိလက္ခဏာကျွန်တော်တို့စိမံတော့တပေတော်ရိလက္ခဏာချိန်မယ်ဒုတိယပိုင်းမှာကြတော့အာမစိမံလက်နော်အတုနော်ရောင်ဆောင်တော့တပေတော်ရိလက္ခဏာများဆိုပြီးမှကျွန်တော်တို့ကြည့်တော့မှာဆိုတော့ဒီစိမံတော့တပေတော်တို့ပြီးလက္ခဏာခဏနေမှာအဲဒီမိနစ်မှာကျွန်တော်တို့ကျမ်းစာထည့်ပြီးပြီ တပည့်တော်ခရစ်တော်ရဲ့နောက်လိုက်ဆိုတာကတည်ယူတော်သူဖြစ်တယ်ပြီးတော့ပါရှိသေးတယ်နှစ်နှစ်ပဲပြန်ပေါ်ကြရအောင်ဆံမကပြောတော့တဲ့ຢာထဲမှာเนาะတစ်ချက်သုံးချက်လောက်ပါတီမမိသေးတယ်နောက်လိုက်နဲ့ပတ်သက်ပြီးမှာခရစ်တော်ရဲ့နောက်လိုက်ဆိုတာခရစ်တော်ရဲ့နောက်လိုက်ဆိုတာအိမ်မှာဘာမှမချမ်းလိုက်ဘူးအကုန်လုံးရေးပယ်ပြီးတော့ဖုတ်ပယ်ပြီးတော့နိုင်ရမယ်ဟုတ်ကဲ့အရာအလုံးထားခဲ့ရမယ်ကိုယ့်ရဲ့မာမာနဲ့တွေเนาะကိုယ့်ရဲ့အတ္တတွေเนาะကိုယ့်ရဲ့လောဘတွေအကုန်လုံးထားခဲ့ပြီးမှ အိမ်မှာထားခဲ့ဖို့မဟုတ်ဘူးနော်အိမ်မှာထားခဲ့တယ်ဆိုရင်ကျွန်တော်ခရီးဆက်ဟမ်းနေအိမ်ပြန်သွားရင်ပြန်ပြေးမှသွားပြီးတော့ဒီရောင်းတော့ဖို့အလားလားရှိတယ်လုံးဝထားခဲ့မဲ့စွန့်ပြရမှာဖြစ်တယ်နော်စွန့်ပြရမှာဖြစ်တယ်ဆိုတဲ့အရာလေးပြောချင်တယ်ဆိုတော့စစ်မှန်တဲ့တပည့်တို့ကြီးလက်ခံတာဆိုတော့စစ်မှန်တဲ့တပည့်ဆိုတဲ့နေရာမှာမစစ်မှန်တဲ့တပည့်လည်းရှိတယ်ဆိုတာသတိထားဖို့လိုအပ်တယ်နံပါတ်၁ချက်မှာကျတော့ခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့ဖြစ်တယ်စစ်မှန်တဲ့တပည့်တွေကခရစ်တော်ရဲ့နှုတ်ကပတ်တော်ပေါ်မှာယက်တည်တယ် ခရစ်တော်ရဲ့နှုတ်ကပတ်တော်ပေါ်မှာမရက်တည်တဲ့အရာမှန်သမျှကစိမှန်တဲ့နောက်လိုက်ရောဘူးစိမှန်တဲ့ခရစ်တော်ရဲ့တပည့်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းနှုတ်ကပတ်တော်သိဖို့လိုတယ်လို့နော်ကျွန်တော်တို့နောက်နှုတ်ကပတ်တော်ရဲ့လမ်းပြတဲ့အတိုင်းအသက်ရှင်ဖို့ရန်လိုတယ်ရှေးရောက်ခန်းချင်း၈အပိုင်းနဲ့၃၀ပြင်မှာထို့အခါယေရှုကသင်တို့ဒီငါ့ဒီသနာနိုင်တည်နေငါတပည့်မှန်ဖြစ်ကြလက်ငါ့ဒီသနာသူခရစ်တော်တွင်တဲ့အရာနှုတ်ကပတ်တော်တမန်တရားပေါ်၌ တည်တဲ့အခါမှာကျွန်တော်တို့ကဘာပြောလဲခရစ်တော်ကငါဟဲ့တပည့်မှဖြစ်ကြတယ်เนาะကျွန်တော်တို့ကခရစ်တော်ရဲ့နောက်လိုက်ပဲအာခရစ်ယာန်ပဲเนาะတချို့တွေကအရန်ပြောတဲ့အခါအရန်လို့တယ်ငါခရစ်တော်လည်းအဲခရစ်ယာန်လည်းဝင်လိုက်တယ်เนาะဝင်လိုက်ဝင်လိုက်လှုပ်ခြင်းလို့လှုပ်လို့ရတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘူးเนาะသူမြောက်လည်းအသေးဝင်ခိုင်းလို့မရတယ်လို့ဒီလိုဝင်လိုက်ထွက်လိုက်အဲ့လိုမျိုးလှုပ်လို့ရတဲ့အရာဒီတစ်ခါပေါက်တဲ့ကနေဝင်လိုက်ထွက်လိုက်လှုပ်လို့ရတဲ့ပုံစံမျိုးမဟုတ်ဘူး ခရစ်တော်ရဲ့ now life နော်ခရိယန်ဆိုတာကခရစ်တော်ရဲ့ now life ဖြစ်တယ်ခရစ်တော်ရဲ့ now life တယ်ဆိုတာကစိတ်ကတ်မှုလွတ်တယ်ဘယ်လိုစိတ်ကတ်ရမှာလဲခရစ်တော်ကြီးဒီသနာနဲ့ကျွန်တော်တို့ဒီရမှာဖြစ်တယ်ခရစ်တော်ကြီးနှုတ်ကပတ်တော်ထဲမှာဒီရမယ်ဆိုတာကဘာလို့ဆိုလို့တလဲဆိုတော့ခုနကျွန်တော်အချင်းတည်းမှာပြောဆိုသွားတယ်တာရွေးတိမိပါဖြစ်မယ်ပါဝင်ချင်းလေယေရှုခရစ်တော်ကိုကျွန်တော်တာရွေးတိမိချစ်နေဖြစ်တယ်ခရစ်တော်ကိုမစာငတ်နိုင်သေးဘူး ခရစ်တော်ကိုမချစ်နိုင်သေးဘူးဆိုရင်တော့သိနားမလည်သေးလို့ဖြစ်တယ်เนาะကျွန်တော်တို့ခရစ်တော်ကိုကောင်းကောင်းနားလည်တယ်ဘုရားအကြံကိုကောင်းကောင်းသိတယ်ဆိုရင်ပိုပြီးသိချင်လေးနေပိုပြီးချစ်လေးနေဖြစ်မှာဖြစ်တယ်ဆိုတော့ခရစ်တော်ခရစ်တော်ကြီးယေရှုခရစ်တော်ကြီးဒီသနာထဲသူ့ရဲ့စကားတော်သူ့ရဲ့နှုတ်ထွက်စကားတော်သူ့ရဲ့နှုတ်ကပတ်တော်ထဲနဲ့တည်တယ်ဆိုတာကသူ့ရဲ့နှုတ်ကပတ်တော်ကိုနားလည်ပြီးမှယုံကြည်ပြီးမှထူနာလည်တဲ့ရာကိုယုံကြည်ပြီးမှ နေ့စဉ်အတ္တတာမှာသူကျွန်တော်တို့နားလည်တဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်။ဒါကနှုတ်ကပတ်တော်ရဲ့အထင်းတိုင်းတည်ရှိဖြစ်တယ်။အထာနဲ့မပေးသေးဘူး။ကျွန်တော်တို့နားလည်တဲ့အရာနှုတ်ကပတ်တော်ကိုနားလည်မယ်။နှုတ်နားလည်တဲ့အတိုင်းအသက်ရှင်မယ်။ပြီးတော့မှကျွန်တော်တို့နားလည်တဲ့အရာကျွန်တော်တို့အသက်ရှင်ပြတဲ့အရာကိုတိုးတပါအားဆက်လက်ပြီးတော့ဝေငါဖို့ဖြစ်တယ်။နော်။ဒါကခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့တည်ရှိဖြစ်တယ်။ ဆိုတော့ဒီကနေ့လူတယောက်ရဲ့အတ္တမှာသူကစိမံတော့ခရိမခရိယလာစိမံတော့တပည့်ဖြစ်တလားဆိုတဲ့အရာကိုဆိုတော့နံပါတ်၁ချက်မှာဘယ်လိုကြည့်ရမလဲဆိုတော့ no ကပတ်တော်ထဲနိုင်ဒီတလားမတည်ဘူးလားဆိုတဲ့အရာလည်းကျွန်တော်တို့တိုင်းလုပ်ကြတာဖြစ်တယ်ဒီကနေ့မှာရောက်ရှိလိုက်တဲ့သူတိုင်းက no ကပတ်တော်အပေါ်မှာရက်တည်တဲ့သူများဒီဖို့ဘုရားကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့နံပါတ်၁ချက်ကျွန်တော်ဆက်ကြည့်မယ်ခရစ်တော်ရဲ့နော်တပည့်တော် တပဲ့တော့စစ်မှန်တဲ့တပဲ့တော့ဒီလက္ခဏာဆိုတော့ကြည့်တဲ့အခါမှာနောက်တစ်ခုကအချင်းချင်းချစ်တတ်တယ်တဲ့ဒီမှာဆင်ရောက်ခန်းချင်းဆက်တော့ပိုက်တဲ့တုံးစင်ကမှာတင်တော့ဒီအချင်းချင်းချစ်ရင်လူအပေါင်းတို့ဒီထူမေတ္တာကိုထောက်ယူရယ်တင်တော့ဒီငါဤတပဲ့ချစ်ဒီကိုတင်းကြနိုင်မှုယေရှုခရစ်တော်ကတင်တော့ကတယောက်နဲ့တယောက်ချစ်တဲ့အချိန်မှသာလေလူတွေကအော်တင်တော့ကငါရဲ့တပဲ့ချစ်ဒီကိုတွေ့ကြနိုင်မယ်လို့ယေရှုခရစ်တော်ကပြောတာယေရှုခရစ်တော်ကအော်ငါ အာခရီးယံဖြစ်တယ်ဘုရားကြားတော့တယ်ဆိုပြီးမှကြွားဖို့မပြောဘူးเนาะယေရှုခရစ်ရဲ့အပေမှန်ဖြစ်ကြောင်းကျွန်တော်တို့အသက်တာနဲ့ပြရမှာဖြစ်တယ်ချစ်ချင်းမေတ္တာနဲ့ပြရမှာဖြစ်တယ်ချစ်ချင်းမေတ္တာမရှိရင်တော့ကျွန်တော်တို့အဲမှာဘုရားမရှိတော့ဘူးချစ်ချင်းမေတ္တာကအရင်အရေးကြီးတယ်ဘုရားတစ်ခင်ကကျွန်တော်တို့အပေါ်မှာလူချေဆုံးတော်ရာကချစ်ချင်းမေတ္တာပဲတကယ်လို့ဘုရားတစ်ခင်ကကျွန်တော်တို့လူတွေအပေါ်မှာငွေချေချမ်းသာမှုအပေါ်မှာသိမ့်တရာလောက်လူမျောလိုက်တယ်ဆိုရင် လူတိုင်းကမပေးနိုင်ဘူးအထူးသဖြင့်ကျွန်တော်တို့တွေတယောက်ကမှပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖခင်တကယ်ကလူတိုင်းပေးနိုင်တဲ့အရာကိုပဲမျှော်လင့်တယ်အဲ့ဒါကချစ်ချင်းမေတ္တာဖြစ်တယ်လူတိုင်းကချစ်ချင်းမေတ္တာပေးနိုင်တယ်မပေးတာပဲရှိတယ်နော်မပေးတာပဲရှိတယ်အခုဒီနေ့မှာရောက်ရှိလာတဲ့ကျွန်တော်တို့ရဲ့ငေမလေးတွေနော်ဒီမှာအမတွေသူတို့ရောက်လာကြတယ်ကျွန်တော်တို့ကဘယ်လိုကြိုးစိုးလဲကောင်းကောင်းမွန်မွန်ကြိုးစိုးသလားမကြိုးစိုးဘူးလား ကျွန်တော်တို့တက်သူတို့တိမာဖြစ်တဲ့တခြားဘုရားကံသွားရင်တချို့တွေကတိတ်မကြိုဆိုဘူးမကြိုဆိုဘူးဆိုရင်ပါဆင်းသားလဲကျွန်တော်ဆိုရင်နောက်တစ်ခါမသွားတော့ဘူးဒါနောက်ဆုံးပဲကျွန်တော်အဲ့လိုပြောတယ်နော်ဆိုတော့ဘုရားကြောင့်အများကြီးပဲဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ရောက်တဲ့နေရာအထူးသဖြင့်ဘုရားကြောင့်တဲ့မှာဘုရားရဲ့ချစ်ချင်းမေတ္တာကျွန်တော်တို့ပြသရမယ့်နေရာဖြစ်တယ်ဒါပေမဲ့ဘုရားကြောင့်ပဲမဟုတ်ဘူးအိမ်မှာလည်းဘုရားချစ်ချင်းမေတ္တာပြရမယ်လားနဲ့မှာကြက်ွက်ထဲမှာလည်းအာမင်ဒါမှသာလည်း ျွန်တော်တို့တွေလူတွေကအော်သူတို့ကခရိယန်တွေဖြစ်တယ်ခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်တယ်ဆိုပြီးမှသူတို့ကသိရှိလာမယ်ဒါမှသာလေခရစ်တော်ကြောင့်ပို့ပြီးသိရှိလာမှာဖြစ်တယ်မဟုတ်ဘဲနဲ့ပြောချင်တာပြောမယ်အတ္တကကိုပြောတဲ့အရာနဲ့လုံးဝအကန့်ကြီးမှုမရှိဘူးဆိုရင်တော့ဒါဖရာရဲ့ဘုံတော်မထေရှားဘူးเนาะညွန်ွဲစီတာဖြစ်တယ်ပြန်တော့ကျန်ချစ်ချင်းမေတ္တာအချင်းချင်းချစ်တာကဖရာအလိုချင်းဆုံးတော့ရဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာ စားစစ်စီရှင်တဲ့ရပါလေဆိုတော့ဖရာရဲ့ချစ်ချင်းမေတ္တာကတိတ်ကိုလွှဲမိုးပေးတာနော်ဖရာရဲ့ချစ်ချင်းမေတ္တာကကျွန်တော်တို့တွေကိုမလွှဲမိုးဘူးဆိုရင်တော့ဘယ်လိုမှကျွန်တော်တို့ကထူချစ်ချင်းမေတ္တာပေးနိုင်မှာမဟုတ်ဘူးလူတိုင်းကိုချစ်ဖို့ဆိုတာကလည်းမလွယ်ဘူးနော်ကျွန်တော်တို့ပစုံတရားလုပ်မယ်အထူးသဖြင့်ခေါင်းဆောင်လုပ်မယ်ဆိုရင်ချစ်တဲ့သူရှိမယ်ကျွန်တော်တို့ကိုချစ်တဲ့သူရှိမယ်မချစ်တဲ့သူရှိမယ်အဲ့အားလုံးကိုကျွန်တော်တို့ပြန်ချစ်နိုင်မှာအားလုံးကိုကျွန်တော်တို့ဥဆောင်နိုင်မှာ တော်တို့ဥဆောင်အခေါဆောင်ဖြစ်နိုင်မှာပဲမဟုတ်ပဲလေခေါဆောင်တော့လုပ်ချင်တယ်အားလုံးချုံအောင်ဟိုဘယ်လိုပဲမဆွဲခေါ်နိုင်ဘူးတချို့တွေတော့ချစ်တယ်တချို့တွေတော့မချစ်ဘူးဆိုရင်တော့အဲ့ဒါမဟုတ်သေးဘူးเนาะဒါအာဒါကြောင့်တို့အနေနဲ့စဉ်းစားတော့အရင်ခက်ခဲတယ်ဒါပေမဲ့ဖရားရဲ့ချစ်ချင်းမေတ္တာကကျွန်တော်တို့ရဲ့စိတ်သားတစ်ခုလုံးကိုလွဲမှုလာတဲ့အခါမှာမချစ်နိုင်စရာအကြောင်းမရှိဘူးမဖြစ်နိုင်တဲ့အရာကိုလည်းဖြစ်နိုင်တယ်เนาะကျွန်တော်တို့ ਨੇ ရန်ဖြစ်ခဲ့ဖို့တဲ့သူတွေတော့မှခွင့်လွတ်မယ်เนาะ ။ဒါကြီးခဲ့တဲ့အရာတွေလည်းပြီးတော့ပါမယ်ဖွင့်လို့မယ်။ချစ်ချင်းမေတ္တာပြသနိုင်မှာဖြစ်တယ်။နံပါတ်3ချက်မှာစေတော်ခန်းကြီး15ပိုင်းငယ်ရှိတင်းတို့ဒီများစွာတော့အသေးကိုတည်တော်အားဖြင့်နိုင်ခမဲတော်ဒီဘုံတော်ထင်ရှား၍တင်းတို့ဒီလည်းနိုင်တပည့်မှန်ဖြစ်ကြတယ်နော်။ခရစ်တော်ကကျွန်တော်တို့ကိုပဲအရာနဲ့တိုက်တာချက်တယ်ဆိုတော့တိုက်တာတယ်ဆိုတော့များစွာတော့အသေးအသေးအပွင့်အားဖြင့်ကျွန်တော်တို့ကိုတိုက်တာဖြစ်တယ်။စိမံတော်တပည့် စီမံတော့ယေရှုခရစ်တော်နောက်လိုက်တဲ့သူအတိအဖွင့်ဖွင့်ရမှာနောက်နေ့လည်းဒီတိုင်းပဲဒီနေ့လည်းဒီတိုင်းပဲဒီတိုင်းပဲကိုယ်ကလည်းဒီတိုင်းပဲနဲ့ကြည်နဲ့နေတယ်ဆိုရင်တော့တော်တော်နော်မားသွားပြီဒါကြောင့်အတိအဖွင့်ဖွင့်ဖို့လိုတယ်အသက်ရှင်တယ်ဆိုရင်အတိအဖွင့်ဖွင့်ရမှာဖြစ်တယ်နော်ကောင်းမွန်တဲ့အပင်တိုင်းကအတိအဖွင့်ဖွင့်ရတယ်အတိအဖွင့်မဖွင့်တဲ့အရာတစ်ပင်တွေကကျွန်တော်တို့ဘာလို့မှလဲဟုတ်ပြီပြီးမှအတွင်းပြရမှာပဲနော် ဒါမှမဟုတ်ရင်ပိုပြီးပွက်နိုင်အောင်ကျွန်တော်အမျိုးမျိုးလုပ်ရတယ်เนาะအခိုင်းလေးတွေဖြတ်ရတယ်เนาะအမျိုးမျိုးလုပ်ရတယ်ဆိုတော့ဒီလိုအာဘယ်လိုပြောလဲအခိုင်းလေးတွေကျွန်တော်လုံးဝအတက်ပွက်မပွက်ပဲနဲ့အခိုင်းလေးတွေအမျိုးမျိုးဖြတ်ချင်းခါရတဲ့ခါမှာတော့နည်းနည်းနာကျင်မှုလည်းရှိတတ်တယ်ဒါပေမဲ့ဖယားလိုရှင်းတဲ့အရာကအတက်ပွက်ဖြစ်တယ်ဖယားတကယ်ကကျွန်တော်တို့ပြောတဲ့အရာလိုချင်တာမဟုတ်ဘူးကျွန်တော်တို့ note နဲ့เนาะပြောချင်တာပြောလို့ရတယ်ဖယားလိုချင်တဲ့အရာကအဲ့ဒါမဟုတ်ပဲနဲ့ အတေးအပွင့်ဖြစ်တယ်ကျွန်တော်တို့ရဲ့အတ္တအဖြစ်အတေးအပွင့်များစွာတော့အတေးအပွင့်ဒေဖို့ရန်ဖရားလိုချင်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တမှာကိုယ့်ရဲ့အသက်ရှင်ခြင်းအဖြစ်ဘုရားရဲ့ဘုန်းတော်ထင်ရှားသလားကိုအားဖြင့်တော့ကျွန်တော်ဘုရားကြောင့်တော်ရရင်လည်းကိုနေနာမှာရှိတဲ့တရားတို့ကျွန်တော်ဆွဲခေါ်လို့ရတယ်ဘုရားကြောင့်ရောက်လို့တို့ပြောင်းလဲတာတော့မဟုတ်ဘူးမှန်းဒါပေမဲ့ဘုရားရဲ့အနုကပတ်တော်ကတို့ရဲ့အတ္တထဲမှာအလုံးလုံးနေတာဖြစ်တယ်ကျွန်တော်တို့တတော်တနည်းအားမှာကိုနိုင်တဲ့နေနဲ့เนาะအများအားဖရားရဲ့အမှုတော်မြတ်မှာကျွန်တော်တို့ပါဝင်ဖို့ရတယ် ဖိတ်ခေါ်ခြင်းနဲ့အသေးအပွင့်ပွင့်တော့ယုံကြည်သူဖြစ်ဖို့နော်အသေးအပွင့်များစွာတည်တဲ့နောက်လည်းဖြစ်ဖို့ရန်တရားချင်းစတဲ့ဘုရားကောင်းချီးပေးပါစေအာမင်နောက်တစ်ချက်ကဒီမနေ့မှလည်းဆိုတော့ကြားနာခဲ့ပြီကိုကိုကိုငင်းပဲပြီးမှလေဝါကားတိုင်းထားတဲ့သူကစီမံတဲ့တပည့်ဖြစ်တယ်ခရစ်တော်ကိုတော့ချစ်တယ်ဘာလဲသူတခြင်းဆိုကြတယ်အာ သူ့သမီးကိုတော့ချစ်တယ်ပါလေ။ယောက်ခမောင်တော့မချစ်ဘူးဆိုတဲ့အာဟာနဲ့သူတို့ပြောကြတယ်မဟုတ်လား။ကျွန်တော်ခရစ်တော်ကိုတော့ချစ်တယ်လက်ဝါးကားတိုင်းကိုတော့မထမ်းချင်ဘူးဆိုရင်မဟုတ်သေးဘူး။ခရစ်တော်ချစ်တယ်ဆိုရင်လက်ဝါးကားတိုင်းထမ်းရမယ်။တရားနဲ့တရားနဲ့လေဝါးတာတဲ့တော့ကူမှာမဟုတ်ဘူးเนาะဥပမာဒီမှာဆာမိုက်ကတ်လို့ဆိုရင်အရင်ချင်းများနေလေလေဝါးကတဲ့ကလည်းပုံများမှာဖြစ်တယ်ဘုရားရဲ့မျောလင့်ချင်းကပုံများတယ်เนาะကျွန်တော်တို့ကဒီတိုင်းပဲနေလို့မရဘူး ရင်ချင်းမြန်မြန်ရိုက်ရင်ပုံပြီးကြိုးစားရမှာဖြစ်တယ်။အရင်ချင်းမရှိတဲ့သူလည်းမရှိပြန်ဘူး။တယောက်ချင်းစီတိုင်းမှာရင်ချင်းရှိတယ်။ဖယားတကယ်ရဲ့အဲ့ဒီအရင်ချင်းတွေကိုသူ့အတွက်အသုံးပြုချင်တာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒီခက်ခဲတော့ခက်ခဲတဲ့အရာရှိနေမယ်။ဒါပေမဲ့ကျွန်တော်တို့လက်ဝါးကားတဲ့ခန်းပြီးမှယေရှုခရစ်တော်ရဲ့နောက်လိုက်ဖြစ်တယ်။လက်ဝါးကားတဲ့ပြီးမှယေရှုခရစ်တော်ရဲ့နောက်လိုက်မယ်ဆိုကြတဲ့ကလွယ်မယ်လို့မထင်နဲ့နော်။အလွယ်ကြီးနေတဲ့အတွက်ကျွန်တော်တို့သွားလို့မရဘူး။ ကြိုးစားရမယ်အလားယူချင်းနဲ့ဟာဘယ်လိုပဲဖြစ်ဖြစ်ဘွားမရမယ်ဒီတိုင်းဆိုရင်ဘယ်လိုလုပ်နော်ပျော်စုံတော့ဟိုငယ်ဘာနိုင်လဲဘွားရမယ်ဆိုတော့ရေမှန်းချစ်ထားရမယ်နော်ရေမှန်းချစ်မရှိရင်လူတွေကပြက်စီးတယ်လို့ပြောတယ်ရေမှန်းချစ်ရှိမှအဲ့ဒီရေမှန်းချစ်တက်ကျွန်တော်တို့ကြိုးစားမှကျွန်တော်တို့ပဲအတိုင်းအတာထိရောက်ပြီလေဒူးတယ်မှုရှိလားမရှိဘူးလားကျွန်တော်တို့သိလာမှာဖြစ်တယ်ရေမှန်းချစ်ကိုလုံးဝမထားဖို့ဆိုရင်တော့ဘယ်နေရာရောက်ပြီလေဘယ်တိုင်းအတာထိသွားမလဲသိမှာမဟုတ်ဘူးเนาะဒူးတယ်မှမဒူးတယ်မှမသိပဲနဲ့ ကိုကိုကိုတော့ဟုတ်တယ်လို့လုံးနဲ့ထင်ပြီးမှဘယ်နေရာမှာကျွန်တော်ရောက်မှာမဟုတ်ဘူးဆိုတော့လက်ဝါးကားတဲ့ခံဖို့ရတော့ဆိုတော့အစင်တဲ့ဖြစ်ဖို့ရရွက်တယ်နောက်တစ်ချက်ကစစ်မှန်တဲ့ခရိယံစစ်မှန်တဲ့နောက်လိုက်တွေရဲ့လက္ခဏာနံပါတ်5ချက်မှာခရစ်တော်ရဲ့အတိုင်းကိုသိရတယ်ကျွန်တော်တို့ခရစ်တော်ရဲ့နောက်လိုက်ပြီးမှခရစ်တော်ရဲ့အတိုင်းကိုမသိဘူးဆိုရင်တော့အဲ့ဒါတော်တော်ဝမ်းနည်းစရာပဲ ်ရှင်ရအခန်းကြီး30ပိုင်းငယ်28 28ဆိုတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာငါသူတို့ဒီငါစကားတန်ကိုနားထောင်တယ်ငါနောက်လို့လက်ချက်ရည်ခရစ်တော်ကပြောတယ်ငါသူသူ့ကိုယုံကြည်တဲ့သူတွေကခရစ်တော်ရဲ့အသံကိုကြားပြီးမှသူ့ရဲ့နောက်လို့လိုက်တယ်လို့ပြောတယ်နော်သူသူတို့ကငါတိတိတယ်ငါအပြန်လန်းရှိတယ်ကျွန်တော်တို့ကပဲခရစ်တော်ရဲ့အတန်ကြားတာမဟုတ်ပဲနဲ့ခရစ်တော်ကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုတည်တာဆိုတော့အများအားနည်းလေးရှိတဲ့ရပါလဲ ခရစ်တော်နဲ့အတိကျွမ်းဝင်ပြလားเนาะခရစ်တော်ရဲ့အမှန်တကယ်သိရှိပြီးပြလားเนาะကျွန်တော်တို့တော့အားလုံးကတော့ဆန်းစုကြည်ကိုတော့သိတယ်ဒါပေမဲ့တော့ဆန်းစုကြည်ကကျွန်တော်တို့ကိုသိမှာမဟုတ်ဘူးတကယ်လို့ကျွန်တော်တို့အထက်ကတယောက်ယောက်ကတယောက်ယောက်ကိုတော့ဆန်းစုကြည်ကသိတယ်ဆိုရင်ဘယ်လောက်ဂုံယူမလဲဘယ်လောက်ဝမ်းသာမလဲเนาะဆိုတော့ဒီနေ့ကျွန်တော်တို့စစ်မှန်တဲ့ခရစ်တော်ယေရှုခရစ်တော်ရဲ့နောက်လိုက်ပြီးမှစစ်မှန်တဲ့အဘယ်ဖြစ်တယ်ဆိုရင်ခရစ်တော်ကကျွန်တော်တို့ကိုသိမှာ ယေရှုခရစ်တော်ကလိုဖို့ဘုံမဟုတ်ဘူးနိုင်ငံတနိုင်ငံရဲ့ကောင်းဆောင်မဟုတ်ဘူးเนาะတက္ကပါလုံးဖန်ဆင်းပြီးမှပိုင်တာတဲ့ဖယားသခင်ဖြစ်တယ်ဘယင်းတကဘယင်းဖယားလက်ကဘယင်းဖယားဖြစ်တဲ့ယေရှုခရစ်တော်ဖြစ်တယ်သူယေရှုခရစ်တော်ကကျွန်တော်တို့ကိုတည်တယ်ကျွန်တော်တို့နဲ့အရင်နေကျွမ်းဝင်တယ်ဆိုရင်ဘယ်တော့ပျော်စရာကောင်းလဲဒီနေ့ကျွန်တော်တို့ရဲ့ယူချယ်မှုအပေါ်မှာမူတည်တာဖြစ်တယ်နောက်တစ်ချက်ကျွန်တော်စစ်ကြည့်မယ်အာဒီမှာစစ်မှန်တော့တပည့် ဥပမာနည်းနဲ့ကျွန်တော်ရွေးချယ်ထားတဲ့သူကဘယ်လိုလဲဆိုတော့ပေတရုဖြစ်တယ်ပေတရုရဲ့တက်တာမှာအားနဲ့ချက်တော့ရှိတယ်သူမှာအာကျွန်တော်ပေတရုရဲ့နာမည်ကြားတိုင်းမှာဟောဒီပေတရုကလူတွေရဲ့အတ္တတကိုတကယ်ပုံဆောင်တဲ့လူတယောက်ကိုကျွန်တော်မြင်တယ်အားနဲ့ချက်ရှိတယ်စိတ်မြင်တယ်အမျိုးမျိုးအမားရွေးနေအလွဲချော်တွေလုပ်တယ်ဒါပေမဲ့သူအရာကနေသူကပြန်ပြန်ပြီးမှလဲထားပြီးမှရှုံးနေမှုတွေကြုံပြီးမဲ့လေသူနောင်တရပြီးမှဖျားနေသူ ရှောက်တန်းတယ်။နောင်တရပြီးမှနော်အလွဲမားတွေလုတ်ပြီးမှရှုံးနေမှုတွေကြုံပြီးမှသူနောင်တရတယ်။နောင်တရပြီးမှသူဘာဖြစ်လဲဆိုတော့ရဲရဲဆိုတာအဝင်ကြီးလေးတရားဝင်ပါတယ်နော်။အဝင်ကြီးလေးတရားဝင်မှပြီးမှမြောက်ပြန်ဆိုတော့ဒီတီးခဲရတယ်ကျွန်တော်တို့ပြရတယ်။ဆိုတော့စစ်မှန်တဲ့တပည့်တော်တွေကမလဲကြဖို့မဟုတ်ဘူးလဲကြတဲ့ချိန်ရှိတယ်နော်။ကျွန်တော်တို့အစင်မပြည့်တဲ့ချိန်ရှိတယ်ဒါပေမဲ့နောင်တတရားနဲ့ဘုရားရဲ့ခံပြန်လာပြီးမှပြန်အာအသက်တာ ဖရာကလည်းဆက်ကတ်တာကျွန်တော်တို့တွေ့ရတာဆိုတော့စစ်မှန်တဲ့တတာเนาะစစ်မှန်တဲ့နောက်လိုက်ရဲ့တယောက်ရဲ့တတာကအမြဲတမ်းနောက်လာပြရတဲ့ဘုရားခံတို့ပြလာတာဖြစ်တယ်ဒုတိယအချက်မှာเนาะဆိုတော့ခရစ်တော်ရဲ့တပည့်အတုတို့ရဲ့လက္ခဏာเนาะကျွန်တော်တို့အတုအပဆင်ခြင်ရမှာဖြစ်တယ်ခရစ်တော်ရဲ့တပည့်အစ်စ်တွေရဲ့လက္ခဏာကျွန်တော်တို့သိပြီးပြီခုချိန်မှာခရစ်တော်ရဲ့တပည့်အတုများရဲ့လက္ခဏာကျွန်တော်တို့လေ့လာကြရအောင် မိမိရဲ့တက်တာလဲစင်ချေလောက်ရအောင်စင်ချေပြီးမှပြုတ်ပြန်လောက်ရအောင်ဆိုတော့ပြင်ဆင်ထားတာဖြစ်တယ်နံပါတ်၁ချက်မှာ no အသက်ပြင်ရတက်တက်ပြန်ပက်ရှင် no နဲ့ပဲပြောတယ်နော်ပြောတော့ပဲစင်မတဲ့ခန်းချစ်ခွန်ပိုင်ငယ်27နဲ့23ကျွန်တော်ကြည့်တဲ့အခါမှာတခင်တကယ်ဥကကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံတို့ဝင်ရလိမ့်မယ်ပေါ့တခင်တခင်လို့ခေါ်တယ်ဆိုတာကဖျားဖျားပေါ့ဖျားလို့တော့ခေါ်တယ်ယေရှုခရစ်တော်ကိုတော့တခင်လို့ခေါ်တယ် ဘုရားကိုချီးမွမ်းတယ်ဘုရားကြောင်းသွားတယ်လူတွေရဲ့အမြင်မှာတော့ခရိယန်တယောက်ပဲနောက်လိုက်တယောက်ပဲဒါပေမဲ့ယေရှုခရစ်တော်ကပြောလဲဆိုတော့သခင်သခင်ငါ့ကိုရှောက်တော်မူတဲ့ကကောင်းကင်နိုင်ငံတို့ဝင်ရနိုင်ပြီမဟုတ်ကောင်းကင်ဘုံ၌ရှိမှုရှိတော်မူတော့ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်တော်သူသားလျင်ဝင်ရနိုင်ပြီခမည်းတော်၏အလိုတော်ကိုဆောင်တော်သူသားလျင်ဝင်ရနိုင်ပြီဆိုတော့မိုက်ကယ်ပြည်တော်တစ်ချက်လောက်ပြပြီးတော့ဆိုတော့ဒီကနေ့မှာ ျွန်တော်တို့ဖယားဖယားလို့ခေါ်ပြီမယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကဖယားရဲ့အလိုတော်နဲ့ဆန့်ကျင်မဖြစ်နေတယ်ဆိုရင်တော့ဒါကเนาะကျွန်တော်တို့တတိထားဖို့လိုအပ်ပြီဒါကကျွန်တော်တို့နှုတ်တက်တက်နဲ့ပြဖယားကိုချီးမွမ်းပေးမှာနှုတ်တက်တက်နဲ့ပြဖယားကိုကိုးကွယ်ပေးမှာကိုယ့်ရဲ့တက်တာကဖယားရဲ့အလိုတော်နဲ့ဆန့်ကျင်မဖြစ်သွားတာဖြစ်တယ်ဆိုတော့ဒီကနေ့ခွန်ပေးရှင်နဲ့အပြောလောက်နဲ့ပြဖယားကိုကိုးကွယ်နေเนาะနှုတ်ခမ်းတက်တက်လောက်နဲ့ပြဖယားကိုချီးမွမ်းတာမျိုးမလုပ်ပဲနဲ့ ကိုယ့်ရဲ့တက်တာပြောင်းလဲပြီးမှာနော်ကျွန်တော်တို့ဘုရားအလိုတော်ဆောင်တော်သူဖြစ်ဖို့ရန်အရေးကြီးတယ်။နံပါတ်နဲ့ချက်ကျွန်တော်သတိထားရမယ့်အရာကပါလဲဆိုတော့တပည့်အတူတူရဲ့လက္ခဏာဖြစ်တယ်။နံပါတ်နဲ့မှာယာယီကတိကဝတ္တပေးနိုင်တယ်နော်။ဘုရားယာယီကတိကဝတ္တဒီနေရာမှာဥပမာအနေနဲ့ရှင်လုကကန်းရှင်ရှစ်တပိုက်နဲ့ဆက်တော့မှာမျိုးစစ်မျိုးစစ်ကျဲတဲ့အခါမှာတချို့တရားကြောက်ပေါ်မှာ ကြားတဲ့ music ရှိတယ်။လမ်းပေါ်မှာကြားတဲ့ music နော်တကယ်မြေကောင်းတဲ့နေရာမှာကြားတဲ့ music ရှိတယ်။ဒီမှာကြောက်ပေါ်မှာကြားတော့ music ကဘာနဲ့တူတယ်လဲဆိုတော့ယာယီခရစ်ကဘက်ပေးတယ်။တပည့်အတူတွေနဲ့တူတယ်။ဖယားစကားကိုတော့ကြားတယ်။ဝမ်းသာတော့ဝမ်းသာတယ်ခဏတာပေါ့။ဒါပေမဲ့အမြင့်တွေနဲ့ချီမရှိတဲ့ဟာကြတော့ခဏလောက်ပဲနှလုံးသားထက်ထိဒူနှုတ်ကပတ်တော်ကိုအမြင့်မတွေနဲ့တဲ့ခါကြတော့ ခဏလေးပဲเนาะဒီတဘာဝဘေးအန္တရာယ်အနည်းငယ်စုံစမ်းနောက်ဆက်ချင်းခံတဲ့ခါမှာလဲကြပြီးမှလုံးဝပြင်မထားတော့တဲ့အခြေအနေမျိုးဆိုလိုတာဆိုတော့ခရစ်တော်ရဲ့နောက်လိုက်တယ်ဆိုတာကဘာလဲအာကျွန်တော်တို့အတ္တတကိုခရစ်တာခရစ်တော်နဲ့လိုက်လျှောက်ချင်းဖြစ်တယ်အဆုံးထိတိုင်းကျွန်တော်တို့လျှောက်လာဖို့လိုတယ်နံပါတ်1ချက်မှာကြတော့အသေးသေးနိုင်ချင်းမရှိဘူး ရှင်မသက်ခန်းကြီး96ကနေ20ကျွန်တော်တို့ကြည့်တဲ့အခါမှာသူသူတို့ရဲ့အကျင့်ကိုထောက်ရဲသူဤသဘောကိုတိကျလင်းဆိုးပင်နိုင်စပစ်တီးကိုဆွတ်တလို့ဆိုးပင်နိုင်အင်းမောတပန်းကိုဆွတ်တလို့နော်ဒီနေရာမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ပြောချင်တာပြောလို့ရတယ်နော်ကျွန်တော်တို့အာပြောချင်တာပြောလို့ရပြီမယ်ကျွန်တော်တို့ရဲ့အသည်အသည်အပွင့်ကဘယ်လိုအသည်အပွင့်မျိုးရှိတယ်လဲဆိုတဲ့အရာကကျွန်တော်တို့ရဲ့အဖြစ်မှန်ကိုပေါ်ပြတာဖြစ်တယ် ဆိုတော့ကိုယ့်ရဲ့เนาะဖယားလိုချင်တဲ့အသေးเนาะဖယားရဲ့အလိုတော့ကိုမဆောင်နိုင်ဘူးဖယားလိုချင်တဲ့အတိုင်းအသက်မရှင်နိုင်ဘူးဆိုရင်တော့ဒါကစစ်မှန်တဲ့တပည့်မဟုတ်ဘူးဆိုတာကျွန်တော်တတိထားဖို့လိုအပ်တယ်ပြီးတော့ကုကျိုးရှိဖို့ပဲစိတ်ဝင်စားတော့သူဖြစ်တယ်เนาะဒီတပည့်အတုတွေကကုကျိုးရှိဖို့သူ့အမျက်သူ့အတွက်ရစရာကိုကိုမရှိရင်မလုပ်ဘူးသူ့အတွက်သူ့ရဲ့အာသူ့သူမျောလက်နဲ့ရ သူရဲ့သူ့အတွက်ရစေတဲ့ကိုကိုမရှိရင်မလို့ဘူးမစက်ကဘူးယေရှုကလည်းနော်ရှင်ရဟန်းကျောင်းမှာငါမိုင်ကာဆိုတွေကသင်တို့ဒီနမိတ်လက္ခဏာကိုမြင်တော့ကြငါကိုရှာပြီမဟုတ်မဟုတ်ကိုစားရွေးဝတော့ကြရှာကြည်အဲ့နောက်ပိုင်းမှာတုတ်တော်လည်းသင်တို့ဒီငါကိုမြင်လက်တယ်မယုံကြည်ကြမိတ်တော့နမိတ်လက္ခဏာမြင်လို့ယေရှုကိုနော်ယေရှုပြောတဲ့နမိတ်လက္ခဏာမြင်လို့နော်ယေရှုသားတို့ချင်းကတာမျိုးမဟုတ်ပဲနဲ့ ယေရှုပေးတဲ့အမုတ်ကိုစားခြင်းလို့တာနော်ဒါတကယ်လက်တွေ့မှာလဲနော်ဒီဟာအရန်ကြီးနေနေနေနဲ့အတိတ်ပဲဖွင့်စရာမလိုတခါတလေမှကျွန်တော်တို့ကဒီကိုကာယအတွက်နော်ရစရာတစ်ခုခုမျောလဲ့လို့ဖရားကိုရှာတတ်ကြတယ်ဒါကဖရားကမလိုချင်ဘူးနော်ကိုယ့်ရဲ့အကျိုးရှိဘွားကိုယ့်အမြဲအတွက်ဖရားကိုမရှာနဲ့ဖရားကိုရှာတဲ့အခါမှာဖရားကိုသိရှိခြင်းအဲဖရားကိုတာရဲ့သိရှိနိုင်ဖို့ညာတာဆိုတော့ရှာဖို့ဖြစ်ပါတယ် ပြီးတော့နောက်ဆုံးအချက်ဖြစ်ပါတယ်တပည့်အတုเนาะဥပမာအနေနဲ့ယူဒာဆရာကဖြစ်တယ်เนาะသူကခရစ်တော်နဲ့အတူတူသွားလာတယ်စားတောက်တယ်เนาะခရစ်တော်ရဲ့နောက်လိုက်တယ်တပည့်တော်တွေနဲ့အတူတူနေခဲ့ပြီးမယ်သူ့ရဲ့အဆုံးတက်ကမလာဘူးသူ့ရဲ့အแทမှာလောဘเนาะလောဘလို့ဝတ်ဆိုဒီလောဘတရားကသူ့ရဲ့တတကိုချုပ်နှောင်းတဲ့အခါမှာထွေရာကနေသူမလွတ်မြောက်နိုင်တော့ အဆုံးမှာသူကပါဖြစ်လဲခရစ်တော်ကိုတစ္ဆာဖောက်ခဲ့တာကျွန်တော်တို့ပြည်ရဆိုတော့ကျွန်တော်တို့အစလည်းကောင်းမယ်အဆုံးသတ်လည်းကောင်းမယ်နောက်ဒါမှပါလေစစ်မှန်လည်းခရိယံဖြစ်တာကျွန်တော်တို့အစစ်မှန်လည်းခရစ်တော်ရဲ့နောက်လိုက်ဖြစ်တယ်ဆိုတာကျွန်တော်တို့သိရှိကိုလွတ်တယ်ဆိုတော့ကျွန်တော်ပြန်ပြီးမှာခြုံပြီးမှာကျွန်တော်အချက်တွေကိုပြန်ပြောခြင်းတယ်နံပါတ်1မှာစစ်မှန်တော့တပည့်တော်ကြီးလက္ခဏာမှာနောက်ကပတ်တော်နဲ့တည်ရမှာဖြစ်တယ် အချင်းချင်းချစ်တတ်ရမှာဖြစ်တယ်အပြန့်ပွက်များစွာဒေးရမှာဖြစ်တယ်ပြီးတော့ကိုကိုကိုငင်းပဲပြီးမှလက်ဝါးကားတဲ့ခံရခရစ်တော်ရဲ့အတိုင်းကိုသိရမှာဖြစ်တယ်ပြီးတော့ခရစ်တော်ရဲ့အမဲအတူတူရဲ့လက္ခဏာကနံပါတ်၁မှာနှုတ်အတ္တပညာပြန်သိရှင်တယ်နော်နှုတ်နဲ့ပဲပြောပြမှာအတ္တနဲ့မပြတ်နိုင်ဘူးဒီချာကြီးဂတိကဝတ္တပေးနိုင်ပြီးမှအသေးသေးနိုင်ရှိမရှိပဲနဲ့ ကိုကျိုးဈေးဘွားပဲရှာပြီးမှဖရားကိုရှာတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီအရာတွေကျွန်တော်ဗာပြည့်လို့ပြင်ဆင်ထားတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့အတ္တထဲမှာဒီအရာတွေကျွန်တော်တတိထားဖို့ရံလိုအပ်တယ်တခါတလေမှာခရစ်တော်ရဲ့နောက်လိုက်အစ်စ်မဟုတ်ပဲနဲ့ဒီအရာတွေကျွန်တော်တို့ကြည့်ပြီးမှသူ့ရဲ့နောက်ကိုလိုက်ပြီးမှသူ့ရဲ့အာဘယ်လိုပြောမလဲဒီအာဒီလက္ခဏာတွေကျွန်တော်တို့သိထားတယ်ဆိုရင်ကျွန်တော်တို့ရဲ့တတထဲမှာ မိုင်ကာဆိုတဲ့ခရစ်တော်ရဲ့နောက်လိုက်နိုင်မှာဖြစ်ပြီးမှာအသက်သာအဖြစ်သူ့ရဲ့ဘုံတော်ထင်ရှားစီမှာဖြစ်တယ်။ကျေတော့ကြံတယောက်ချင်းစီတိုင်းစင်ချင်နိုင်ဖို့ကျွန်တော်မျှော်လင့်တဲ့အားလုံးပေါ်မှာဘုရားကောင်းချီးပေးပါစေ။အာမင်။